ချာကလောင်ဒီရဲ့ပြောဆိုရတဲ့အမှားများကြောင့်ထင်ရောင်ထင်မှားဖြစ်စေတဲ့တန်တရားများကင်ဝေးအောင်ရှေးရခင်ကရခိုင်ကိုအရာကန်တက်ခုတဲ့သုံးဆွဲခဲ့ခြင်းမဟုတ်ပါ။ဒါကြောင့်ရှေးရခင်ကနိုင်ငံတကာကရခိုင်ကိုဘလူခေါ်တယ်လဲဆိုလာကိုခြားပြသွားပါမယ်။ရခိုင်နိုင်ငံကိုနိုင်ငံအလိုက်ခေါ်ခဲ့သည့်အမည်များနံပါတ်1အိန္ဒိယအိန္ဒိယအိန္ဒိယနိုင်ငံရဲ့ရှေးရတဲ့တမိုင်းတလျောက်မှာ ရခိုင်နိုင်ငံကိုအရာကန်လို့ခေါ်ခဲ့ကြတယ်။ရခိုင်လူမျိုးတွေကိုတော့မော့၊မတ်၊မတကတိုင်းသားတွေလို့ခေါ်ကြတယ်။ဖျားရှင်ရဲ့အနွယ်ဝင်တွေအာရီယန်တွေ တခြားသာကီဝင်လေလို့လည်းခေါ်ကြတယ်။ယနေ့တိုင်ရန်ပွဲသားတွေက အချင်းချင်းမတ်လို့ခေါ်နေကြသေးတယ်။နံပါတ်1ဘင်္ဂလားဒေ့ရှရခိုင်ကီနယ်ကို ပိုမိုဆက်ဆံရာရိုရှန်ရိုဟန်လို့ခေါ်ခဲ့ကြတယ်။ဘင်္ဂါလီတွေနဲ့ ေတာကန်ချက်တကောင်နီယန်တွေက အခုထိရိုရှန်ဆိုပြီးခေါ်ကြတယ်။နံပါတ်3နေပေါ။နေပေါတမိုင်းဆောက်ထဲမှာတိုက်ရိုက်နမိန်နေပါပေမဲ့အိန္ဒိယဆောင်းတွေနဲ့လိုက်ဖက်ပြီးအရာကန်တို့မဟုတ်ရခန်ရခန်ကားလိုမှတ်တမ်းတွေမှာတွေ့ရတယ်။နံပါတ်4ပါကစ္စတန်1948မတိုင်ခင်အိန္ဒိယဘင်္ဂလားဒေ့ရှ်ပါကစ္စတန်တပြိုင်တည်းလဲဖြစ်နေချိန်မှာအရာကန်လို့ခေါ်ခဲ့တယ် 1948နောက်ပိုင်းရခိုင်ပြည်နယ်ကိုရိုဟင်လို့ပါကစ္စတန်ကခေါ်လာကြတယ်။နံပါတ်5ဆွေလန်ကာစီလွန်ဆွေလန်ကာဘုဒ္ဓဆောင်တည်ထဲမှာ ရခန်ကာရခပူရလို့ဖော်ပြထားတယ်။ရခဆိုတဲ့စကားပေါင်းကရခိတာရခိတာကာကွယ်သူမှသူမဟုတ် ရခစာရခိယေရခိစဆောင်းလျှောက်သူများလို့သုံးနှုန်းကြတာဖြစ်တယ်။နံပါတ်6 ဗြိတိရှ်ဗြိတိရှ်ဗြိတိရှ်အာနာချိန်1826ခုနှစ်တောင်848တုန်းကအရာကန်လူတိကြဝါခေါ်ခဲ့တယ်ဗြိတိရှ်ဘာမာအစောပိုင်းမပ်တွေထဲမှာအရာကန်ဒဗီရှင်လို့မှတ်တမ်းထားတယ်နံပါတ်ခုံတရုတ်နိုင်ငံလိုစင်လူစင်အာလိုကင်ဆိုပြီးတရုတ်ရှေးဟန်ရာဇဝန်စာတန်းမင်းရှီလူတန် NSD မှာဖော်ပြထားတယ်တချို့မှတ်တမ်းတွေမှာတော့ ချင်တန်ချင်တန်လို့နာမည်ပုံစံတွေပါတွေ့ရတဲ့တယ်။နံပါတ်၈အာရတ်အပါစာအင်ဒိုနီးရှားအာရခီတော်တွေဘௌဒ္ဓပညာရှင်အဘန်ဘာဒူတာ73ရာစုမှတ်တမ်းထဲမှာရာဟင်ရာမာလို့တွေ့ရတယ်။အာရတ်စာတန်းတွေမှာအာရခန်ဂါလို့ခေါ်သုံးခဲ့ကြတယ်။နံပါတ်၉ထိုင်းထိုင်းမှာထမ်းများမှာရခိုင်နိုင်ငံကို ရခိုင်ရခိုင်ရခိုင်ပထက်လို့တွေ့ရတဲ့တယ်။နံပါတ်၁၀ ဗုဒ္ဓသာသနာတမိုင်းစာအုပ်တွေအိန္ဒိယ၊ဆရီလန်ကာ၊စသုတ်ဤရှာ၊ရခပူရ၊ရခန်ကာလို့ခေါ်ကြတယ်။ရခိုင်လူမျိုးကိုရခိတကာကွယ်သူများနေရာနည်းနဲ့သုံးခဲ့ကြတယ်။နံပါတ်17ဂရိနဲ့ရောမဂရိဗဟုသုတပညာရှင်တော်လမီ ခရစ်ယာန်နီလိုက်ခန့်မှာအာဂျန်ယာအာဂျိုင်းလို့ဖော်ပြထားတယ်။ဒါကရခိုင်ကိုရွှေငွေပေါ်ကျွယ်ရတဲ့ခေါင်းစဉ်နဲ့တတ်မှတ်ထားတာဖြစ်နိုင်တယ်။တလို့လေးလာစရာကား အေဒီနိုင်ငံစုမှာဂရိတွေကရခိုင်နိုင်ငံကိုတွေ့ရှိခဲ့တာကစိတ်ဝင်စားစရာကောင်းတယ်။အေဒီနိုင်ငံစုမှာဂရိနိုင်ငံကိုစိုးစားတော့ဘုရင်အန်တိုနီနပ်စ်အေဒီ138တောင်တဲ့68ခုနဲ့မှာအုပ်ချုပ်ခဲ့ပြီးဂရိနိုင်ငံရဲ့စစ်ပွဲနဲ့နိုင်ငံကိုတင်းငင်းအောင်ထိန်းသိမ်းခဲ့တဲ့ဘုရင်ဖြစ်တယ်။အန်တိုနီယပ်စ်အကြောင်းကိုရုပ်ရှင်တောင်ရိုက်လို့ရှိသေးတယ်။အန်တိုနီယပ်စ်နဲ့ခတိပြန်ရခိုင်ပြည်ကတော့ တတိယဒဏ်ဂျမရီ KAD 335ကဒေသ53မှာနန်တက်ဆူဆန်တော့ရခိုင်ပြည်ဒူရီယာဝမလနဲ့မိဘကေကေတရန်တီတို့နဲ့ခတိပြိုင်ထစ်တယ်။ဒညိုရီခေမှာဂရိလူရိုတွေရခိုင်ကိုရောက်ခဲ့လေသလားဆိုတာကတော့စဉ်းစားစရာတစ်ခုဖြစ်နေတယ်။ရခိုင်နိုင်ငံကိုမရောက်ခဲ့ဘဲနဲ့တော့သူတို့ကြောက်ခမ်းမှတ်တမ်းတွေမှာရခိုင်နိုင်ငံကိုမှတ်တမ်းထားဖို့ကအလန်းလွေးတယ်လို့တွေးမိတယ်။ဒါတော့ရှေ့ခင်ကနိုင်ငံတွေရဲ့ခေါ်ဖို့တဲမှာရခိုင်နိုင်ငံကိုကုလားနိုင်ငံတွေခေါ်တဲ့နာမည်တွေကယိုဟင်ယိုဟင်ရာဟန်ရဟင်ကာတွေကတွေ့ရတယ်။ဒီနာမည်ကိုပဲဘင်္ဂါလီတွေကအသုံးချပြီး ရိုဟင်ဂျာဆိုပြီးအော်နေကြတာဖြစ်တယ်တကယ်တော့ကုလဘထာမှာရိုဟင်ဂျာဆိုတာရခိုင်ပြည်သားလို့ခေါ်ကြတာဖြစ်တယ်ဘင်္ဂလီတွေကတမိုင်းကိုပါဆွဲချခံတာဖြစ်တယ်ဘင်္ဂလီတွေကလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှင်းထန်လာကြတာကအေဒီကိုရဆုလောက်ကမှမူရင်းဒေသခံလူမျိုးတွေကိုတတ်ဖြတ်ပြီးရောက်လာကြတာဖြစ်တယ်